ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် IP မြောင်း channel ကနေပြီးတော့ပြန်ပြီးတော့ကြိုးဆိုပါတယ်ဒီနေ့ကတော့ CRBH ကနေပြီးတော့အဲဘာလုံရှားမှုလေးတွေလုပ်လဲပြီးတော့မိုးကုတ်မြို့ထဲမှာ DNL ကစုပ်ပြီးတော့ sales စုတက်သား200လောက်ပြန်ဝင်လာတာရယ်နောက် breaking news တွေရယ်ပြီးတော့ကြောင်းညာချက်အမှတ်395မြင်းဆောင်2025ရဲ့အကြောင်းပြီးတော့နောက်ဖုံဖုံတူဦးပေါ့နော် အဲကျွန်တော်ဆိုရှယ်မှာတွေ့ရဖုန်းဖုန်းတူရဲ့ဒီပြီးခဲ့တဲ့အခုကြေရထနေတဲ့အယူကြီးဝင်ကြီးချုပ်ရုံးကမကြည့်ပြလို့ကိစ္စအဲလေးကိုပြောချချမှုတွေเนาะအဲအလေးတွေအကုန်လုံးကိုကျွန်တော်ပြန်ပြီးတော့အရှင်းပြပေးမှဖြစ်တယ်ပေါ့ပြောရမယ်ဆိုကျွန်တော်ရဲ့ YouTube ကျင်းဆက်တဲ့အကြောင်းလေးပြန်ပြောပြရင်အကုန်လုံးသတင်းနားထောင်နိုင်တဲ့လူကော့ကိုသတင်းရှာမှတ်နိုင်တဲ့လူတွေအတွက်ကိုကျွန်တော်ရဲ့ YouTube ကအကျုံးဝင်မှာမဟုတ်ဘူးများသောအားဖြင့် အလုံးလုံးနေရမအားလက်ဘူးနှစ်ချက်ကလေးနဲ့ယူယူနားထောင်မယ်ဆိုရင်တော့ကျွန်တော်သတင်းလေးဖတ်ပြမယ်ပြီးတော့တကယ့်မြေပြင်ကကျိုးကိစ္စလေးတွေကျွန်တော်ကြုံတွေ့ခဲ့ရတယ်တွေ့ကြုံလေးကိုကျွန်တော်အမျှဝေပေးမှာဖြစ်တယ်ဗောနော်အဲ့တော့ခုနပြောသလိုမင်းကဒီသတင်းတွေကငါ့ကိုလည်းသိပါလေကွာဆိုရင်တော့ကျေးဇူးပြုပြီးကြော်သွားလို့ရပါတယ်เนาะကျွန်တော်လည်းဒါမအားတဲ့ခြားကနေပြီးတော့ဒါတင်ဆက်နေရရဲ့အတွက်အဲတချို့ comment တွေကိုလည်းကျွန်တော်က skip သွားမှာပါเนาะအဲ့တော့ စမယ်ပထမ CRPH တဲ့ပြည်တော်စုလွှတ်တော်ကိုစားပြုကောမဒီနော်အဲ့တော့ CRPH မှာတော့ခေါင်းခိုင်ကတော့အောင်ကြည်ညွန့်ပေါ့နော်ဦးအောင်ကြည်ညွန့်လို့ကျွန်တော်ဘာလို့မပြောလဲဆိုတော့ CDN ကိစ္စအရေးတွေကိုတေချာကင်တွယ်ပါမယ်ဆိုပြီးတော့တတိယနိုင်ငံမှာနော်ဒါတန်းကြွယ်တတိဖြစ်ပြီးရောအတန်းချီတဲ့အိမ်တွေဝယ်ပြီးတော့ပြူလူလူကိုညနေလဲ ဂဲပစ်လှုပ်သွားတဲ့အတွက်ကျွန်တော်ကတော့ respect မပေးနိုင်ဘူးဗျာဒါရှင်းရှင်းလေးပြောတာအဲ့ဒါမကျင်တဲ့လို့ YouTube မှာ comment တွေဝင်ဆဲမယ်ဆိုလဲဆဲဖွင့်ပေးထားတယ်เนาะအဲ့တော့ပြောမယ်ဆိုရင်ဒို့တယ်ဘေးဒို့မတိုင်ခင်မှာစာမတ်3မြင်းဆောင်4မြင်းဆောင်ကမာတာ109 2025ရက်စွဲ2025ခုနှစ် November လ14ရက်အဲ့မှာဒို့ဆိုပြီးလိမ့်မှုပြီးတော့ထိခိုက်ဒဏ်ရာရရဲပေါ်များတဲ့မဲဆောက်မြို့မဲဆောက်မြို့ဆိုတော့ဒါဒါကိုရရှိတဲ့ နေရလေအဲ့တော့စိတ်ဝင်စားမိတာပေါ့ဗျာစိတ်ဝင်စားမိတော့နည်းနည်းလေးလိုက်တူးဆွမိတာပေါ့အချောင်းရကတွေ့ဆုံဆွေးနွေးပွဲဖိတ်ကြားခြင်းโอเคတွေ့ဆုံဆွေးနွေးမယ်ဘာတွေတွေ့ဆုံဆွေးနွေးမှာလဲဆိုတော့ပြောင်းသူလွတ်တော်ကုစားပြုကောမဒီတဲ့ပြည်သူရေးရာကောမဒီဒီစက်ခွန်နေရ17လ2025ရက်တနင်္လာနေ့ထိုင်းစံတော်ချိန်ညနေ6:00နာရီအထွေနေထိုင်းနိုင်ငံမဲဆောက်မြို့ရှိ My House Restaurant Night ထိခိုက်ဒဏ်ရာရရဲဘော်များနဲ့တွဲဆုံဆွေးနွေးလိုပါသဖြင့်ဆိုပါတွဲဆုံဆွေးနွေးပွဲဆိုတက်ရောက်ပေးနိုင်မှာဖိတ်ကြားရပါလိမ့်။ Okay အဲ့တော့ဒါက pass ပြပြီးသွားပြီ။အဲ့ရကိုသဲဝင်တည်တဲ့အကိုတယောက်ရဲ့အကောင့်ဘာရေးထားလဲဆိုတော့လုံခဲ့ခွန်နိုင်မှတင်ထားတာ။ခန္ဓာကိုထိခိုက်ဒဏ်ရာရရှိထားတဲ့ရဲဘော်တွေကိုမဲဆောက်ကိုဖိတ်ဆိုင်နဲ့တကူတကတခဏလှုပ်ပြီးအခက်အခဲကြားကတွားရတဲ့ရဲဘော်တွေကဟိုရောက်တော့တရားချခံခံတာတပ်ဖမ်းတာနားထောင် ပုံရိုက် မှတ်တမ်းယူလို့ပြီးတော့ဘတ်900နဲ့စုချချော့သိပ်ပြန်လာခဲ့ရတာပေါ့ဗျာ။ဘာနဲ့သွားတူလဲဆိုစစ်တက်ကနေပြီးတော့လုံကောက်ကောက်ရတဲ့ဘုံမူးတွေလို့ပဲ။နော်အပေါ်ကဒါရှင်းမူးတို့ဖြူဝမူးတို့ကပြောချင်တာပြောအောင်တယ်။အောက်ကလည်းဒီကောင်းလေးပြောတဲ့ဟာမှတ်တမ်းလိုက်ယူတာ။ပြီးွားတဲ့ဓာတ်ပုံရိုက်ပြီးအိမ်ပြန်။စီလေးပိုင်ထုတ်ပေါ့။လောက်ပဲ။နေထားတော့နော်။မွေဖားပဲ။မှတ်တမ်းပြောရင်ထိခိုက်တယ်ရရဲပေါ်ရဲ့ကျွန်တော်တို့ကဟို ဖြစ်စေချင်တာပေါ့နော်ဖြစ်စေချင်တာကတော့ထင်းနေရရဲပေါ်အနေနဲ့ तू ကဘာကိုဆုံးရှုံးထားရလဲရှုပ်ဆုံးရှုံးထားရလားလက်ဆုံးရှုံးထားရလားထင်းနေရရဲပေါ်မှာကိုလိုက်အင်္ဂါချိုးတယ်မလားစိတ်နှလုံးထိခိုက်အခြေခွဲရတော့ဟိုအဖေဆုံးရှုံးထားရတာဒေါ်လာရင်းနဲ့မှာအမေဆုံးရှုံးထားရတာအဲ့လိုရဲပေါ်တွေကိုနှစ်သိမ့်မှုပေါ်မူတည်ပြီးတော့ဘလို့ပုံစံမျိုးနဲ့နှစ်သိမ့်ပေးမယ်နော်စိတ်တိကြိုက်တိုင်ရရှိထားတဲ့ရဲဘော်ဤအတွက်ကိုဒါမန်တယ်ဘိုင်းနဲ့ပတ်သက်တဲ့ เนาะအကြံဉာဏ်ပေးနိုင်တဲ့ဒါ team အနေနဲ့ပေးတွေ့မယ်သူတို့အတွက်ကိုထောက်ပံ့ကြီးတွေပေးမယ်သူအိမ်တွေကိုထောက်ပံ့ကြီးတွေပေးမယ်ကြာဆုံးရဲဘော်တွေအတွက်ကိုလည်းတေးချာချာပေါ့เนาะဒါစီးရင်းနဲ့တေးချာပြန်တန်းတေးချာလုပ်ပြီးတော့ထောက်ပံ့ကြီးတွေပေးမယ်အာခြေလိုက်အင်ကမစုံတော့တဲ့ရဲဘော်တွေအတွက်ကိုရောအဲ့ဒီအတွက်ကိုခြေတုလက်တုတွေပေးနိုင်ပြီလားဒါမှမဟုတ်ရင်လည်းအာသူတို့အတွက်ကိုဒီမှာမဲဆောက်မှာနားနေတဲ့အချိန်မှာအချိန်ကလိုအပ်ချက်တွေဖြည့်ဆည်းပေးမှာလား ဒါမှမဟုတ်ရင်လည်း accommodation တို့မျိုးတစ်ခုခုပေါ့နော်အဲ့အတွက် fee တွေကိုကြာခံပေးထားပါလားအဲ့လိုပုံစံမျိုးလေးကျွန်တော်သွားစီကျင်တာအခုတော့အကုန်လုံးစုပြီးတော့ဓာတ်ပုံရိုက်မှတ်တမ်းယူတယောက်ပတ်900ရတယ်အဲမဟုတ်သေးပါဘူးဗျာနော်များတို့အခုဒီ south လွဲတွေကြီးပဲအဲ့တော့နောက်တစ်ခုကျွန်တော်ကြည့်မယ်ဆိုရင် Mandalay Free Press MFP ကနေပြီးတော့တင်ထားတဲ့ post နော်မဟုတ်မြို့တန်းမှာစခါလေး နေရာနီးပါးရောက်ရှိနေတယ်နော်စစ်ကွေးတွေနေရာနီးပါးရောက်ရှိနေပြီအဲ့တော့အဲ့ရောက်ရှိနေတဲ့အချိန်မှာ TNL ညွန်ကြားချက်နဲ့ကာကွယ်ရေးတပ်ဖွဲ့တွေမျိုးတွေကနေစုခွာထား TNL ညွန်ကြားချက်နဲ့ဆိုတော့မစုခွာလို့ကလုံးဝမရဘူးနော်စောင်းနေဦး MBF November 26 Okay နော်တရေတော့ရယ်အာရှိတယ်မယ်လီတိုင်းမုံကုတ်မြို့နယ်မှာအပြစ်ရက်ကျညာပြီးနောက်ပိုင်းမှာတောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ကြီးက ခေါ်သွင်းလာတာကြောင့်ဆေးဥစုတက်တာနေရာနီးပါးရောက်ရှိနေတယ်လို့တော်လိုင်းတက်ဖွဲ့တွေကနှိစက်သူတွေကိုပြောတယ်တဲ့နော်ဘယ်မှာဖြစ်လာလဲဆိုကြောက်ဖားဂိတ်မှာအင်အားက30အစိုးရယုံတွေမှာအင်အား40အစိုးရယုံတွေမှာအင်အား40ဆိုတော့ဒါရန်နေရပြန်ပြီးတော့လဲပတ်တော့မှအစိုးရရန်နေရနော်အောက်ချုပ်မှာအင်အား20အပေါ်အချုပ်မှာအင်အား90နဲ့ပြောင်းပြင်ရွာထိပ်ကရန်နာရှင်လောက်ကမှာအင်အား30ကျော်ရောက်ရှိနေပြီတဲ့အဲ့ဒီစကားစတွေကိုနိုဝင်ဘာလ20နောက်ပိုင်းမှာခေါ်သွင်းလာတယ်လို့ဆိုပါတယ် နော်ဘွေရတော့လှပြီဒါပြင်းတဲ့တော်လိုင်းတက်ဖွဲ့တွေထိုင်ထားတဲ့မြို့ပတ်ပတ်လည်မှာရှိတယ်ပြူဝကုန်းတွေကနေတက်တွေနောက်ပြန်စုတ်ခိုင်းထားပြီးစက္ကစတွေခေါ်သွင်းလာချိန်မှာ မတိုက်ခိုက်ဖို့ပြောဆိုထားကြောင်းမိုးကုန်းမြို့နယ်ကတော်လိုင်းတက်ဖွဲ့တွေနဲ့နှီးစက်တဲ့စည်ရေးသတင်းအရှင်းမြစ်အူကပြောတယ်နော် ဟောဘာသာပြောလဲဆိုတော့ကျွန်တော်တို့အနေနဲ့မြို့ကာကွယ်ဖို့အတွက် TNL ဘက်ကခွင့်မပြုထားဘူးသူတို့ဘက်ကတင်းကျပ်မဖြစ်မနေခေါ်သွင်းရမယ့်အနေအထားရှိထားတဲ့အဆောကြောင့်ကျွန်တော်တို့အနေနဲ့တက်တွေကိုရှူထားတာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့စုတည်မှုအင်အားတွေပြန်ရင်းလို့မရတဲ့အတွက်ရတူအစ်စ်တွေမွေးလို့မရသေးဘူးပေါ့နော်ပြောကြရင် TNL ရန်သူဖြစ်လို့မရဘူးကျွန်တော်တို့ညီညွတ်နေကြဖို့လိုတဲ့အတွက်အများကြီးစဉ်းစားနေရပါတယ်လက်တလောရောက်ရှိနေတဲ့စေအုပ်စုတပ်သားတွေကတော့ယူနီဖောင်းဝတ်ဆင်ထားခြင်းမရှိဘဲမြို့ကန်ပုံစံနဲ့ ်လှူရှားနေထိုင်ကစစ်ပြင်းနေကြတယ်လို့သူကဆိုပါတယ်တဲ့နော်တေဦးကြီးကျွမ်းကျင်သူဒေါက်တာလှကျော်ဇောကတော့ဒီအန်လီနဲ့ဆေးအုပ်စုရဲ့ပြစ်ခတ်ရဆဲရေးရရှိရှိမဖြစ်နိုင်ကြတော့သုံးသက်တာဒါကသုံးသက်တာကြီးပေါ့နော်ဘောင်းဝင်အဲ့တော့ရေရှည်ဖြစ်တော့သိပြီနော်လို့ပြောရမယ်ဆိုရင်အဲ့တော့လက်တလုံးမှာတဲ့မိုးကုံမြို့ကိုဆေးအုပ်စုပြန်လဲထိန်းချုပ်ဖို့ပြင်ဆင်နေတာကြောင့် မျိုးကန်လူတို့တွေကဆဲအုပ်စုကင်းစင်တဲ့နေမြေတွေနဲ့အခြားဒေသတွေကိုအလုံးရင်ထွက်ခွာရွှေပြောင်းကုန်တာကြောင့်မျိုးကလူသားလူလာမရှိတော့တိတ်ဆိတ်နေဖြစ်မှာပဲဘသူဝင်းနောက်ရှက်လဲဆိုအထုံးစံတိုင်းတရုတ်ဂျာဝင်စစ်ဆက်မှုကြောင့်ဆဲအုပ်စုနဲ့တန်နလီတက်တို့ဟာကုမင်းမျိုးနယ်မှာအပြည့်ရသဘောတူညီချက်နဲ့မိုးကုန်းနဲ့မိုးမိတ်မျိုးနယ်တွေကိုလက်လွတ်ခဲ့တာဖြစ်ပါတယ်တေဥဖီအားကြောင့် DNL တက်ဟာမိုးကုံမျိုးကိုစေုပ်စုတက်တယ်မဖြစ်မနေခေါ်သွင်းလာမှာဖြစ်ပြီးမျိုးကနေတဲ့ November 29ရက်နေ့30ရက်တို့မှာတက်တွေစုခေါ်သွားမှာဖြစ်တယ် ကဲတော်တော်ဆိုးနေပြီအချင်းဒီဒါကတော့ DNL ရောဒါ MDY PDF ကောနော်ဒါအခုမှအစ်စ်ချက်တဲ့ဒါတက်ချုပ်တွေပေါ့နော်အဲ့တော့နေထားတော့ဖြစ်ဗမာတွေအတွက်အိမ်နေမြေတွေကလည်းလွမြောက်နေမြေမဖြစ်နိုင်သွားရှာဘူးအဲ့လိုဖြစ်နေရကျွန်တော်တို့လည်းနော်ကဲနောက်သတင်းတစ်ခုတွားကြည့်အောင် ဒါတော့အစကစရဲ့မလုံးပေးပေါ့ဘာတွေဒီမျိုးဟိုချွေလောင်းပြီးတော့ပြန်ဖမ်းလဲမသိဘူးဒီရပိုင်းအတိတချို့လဲပါသွားတယ်ဘာဘာကြောင့်ပါလဲဒီလားငါငါဟိုဟာနဲ့ကာကြီးနဲ့အကောမန့်ရေးလို့လဲ Facebook မှာတောက်လျှောက်ပါနေရအရင်တော့တော့ဒါဟန်ရင်ဦးကတင်မှာတက်လာမှာဖမ်းတယ်အခုကမဟုတ်ဘူးတင်းကိုထားပြီးတော့ live ဖမ်းတယ်ဟန်ညုံဟန်ညင်းဦးမတင်လဲ လာဆွဲစီပါတာเนาะအဲ့တော့ယနေ့ည7နာရီမှာလူငယ်ချမ်းသာကွေးနဲ့99ကာကြီးအမှုဖွင့်ခဲ့ထားသူတချို့အားမှုပိတ်သိမ်းပေးမယ်လို့စစ်ကောင်စီအမျိုးသားကာကွယ်ရေးနဲ့လူငယ်ကြီးကောင်စီကသတင်းထုတ်ပြန်လိုက်ပါတယ်။ပြည်ချင်းတော်မှာလည်း99ကာကြီးနဲ့ဖမ်းဆီးချုံနောက်ထားသူတွေကိုဒီနေ့ညနေမှာရုတ်တရက်လွတ်ပေးနေတယ်လို့သိရပါတယ်။တေးစိတ်အခြေအနေကို TM Media ကဆက်လက်စုံစမ်းပြီးတင်ပြပေးပါမယ်။ကဲ။နော်။မေးအွန်လိုင်းတို့ကတော့ကွက်တွေရွှေ့နေပြီ။ အဲ့တော့ဒီရာကိုတော့ကျွန်တော်တို့သတင်းထပ်လိုက်ဖို့လိုတယ်အဲ့ဒီသတင်းလေးကိုကျွန်တော်ဖင်ပို့အနေနဲ့ကျွန်တော်ထားတာမှာเนาะပြီးတော့ညချက်အမှတ်ညချက်အမှတ်ကထားလိုက်ဒီပေါ့เนาะဟိုဒါဖုံဖုံတယောက်ပြောထားတဲ့ဟာပေါ့ဖုံတယောက်ပြောထားတဲ့မက်ကြီးဖျားလို့ကိစ္စတယ်ကျွန်တော်ဒါလေးနားထောင်အောင်နော် and ug ဝင်းကြီးကြောင့်ရောင်းရဲရန်ခွေးဝင်မက်ကြီးပြကိုညီညီမဲ့ ဝေကြီးရှုပ်တော်ပုံညမြဆန်းဆန်းစုံစမ်းပြီးတော့ထုတ်ဆရာရှင်ထုတ်လိုက်ပါယာယီရဆိုင်တာတွေပါလေမလို့ချင်းဘူးဒီလိုပဲဝင်ကြီးဖြစ်စေဝင်တန်းဖြစ်စေအတွင်းဝင်ဖြစ်စေပြည်သူလူထုရဲ့ငွေကြေးတွေကိုမရှုံမရှင်းတန်တရားပြအောင်လုပ်မယ်လွဲသုံးစားလုပ်မယ်ဆိုရင်တော့ထုတ်လိုက်ပါတာဝန်ခံမှုတာဝန်ယူမှုရှိအောင်လုပ်ပါသူတို့တွေထွက်သွားတာတွေချိန်သွားတာတွေနားသွားတာတွေရက်နာတာတွေကအရေးမကြီးဘူးသုံးလိုက်တဲ့ငွေကြေးတွေအတွက်ဘယ်လိုတာဝန်ယူမှုတာဝန်ခံမှုရှိမလဲဆိုတာ အရေးကြီးတယ်တော်လည်းကြာမြင့်လာတာနဲ့မြတ်ယုံကြည်မှုလူတို့တွေကအားနေနေတဲ့အပေါ်မှာကိုယ့်ဘက်ကပွင့်လင်းမြင်သာစွာပြတ်ပြတ်သားသားရှိဖို့အရေးကြီးတယ်ဆိုတဲ့အကြောင်းကိုဒီမြားကနေအတိပေးပြောကြားအပ်ပါတယ်အဖက်ဘက်ကဝီးနေရဖက်ဘက်ကဝီးနေတဲ့အချိန်ဒီမှာဒီကိစ္စတွေကပေါ်လာပေါ်လာမှာပဲပေါ့နော်ဒါကျွန်တော်ဆို2021တည်းကမုန်းခံပြီးပြောခဲ့တာနော်ဘယ်လိုမျိုးတွေဖြစ်နေလဲ အာကမ်ပိန်းတွေလုပ်ပြီးရောဘလို့ပါဆန်နေတွေယူနေကြတယ်ဘယ်ဒေါ်လာဆယ်လဘရီတီအထွက်ကို UNG ကကာဗာနေနဲ့ဘာအိမ်တွေငှားပေးတာညာအိမ်တွေငှားပေးဘလို့သုံးသိတွေပြန်ချခံပေးထားတယ်သူတို့ဝင်ကြီးတွေအတွက်သုံးစွဲတာဘလို့မထားတဲ့ဝင်ကြီးဌာနတွေအများကြီးမဖွဲ့တဲ့ဌာနဆိုင်ရာတွေအများကြီးဖွဲ့ပြီးတော့ဒေါ်လာရေးတကယ်စစ်စစ်လုပ်နေတဲ့မြေပြင်ကရဲဘော်တွေကိုစီးတဲ့မှုတော့အရန်နေနေတယ်လက်နက်တပ်စင်မှုအရန်နေတယ်เนาะ ပြီးတော့အဲ့အပေါ်မှာ viewer ဘိုင်းတွေဥဆောင်တဲ့ကောင်တွေရဲ့ NLD အမှတ်တွေပြောရမယ်စောက်သုံးမကြတဲ့ကောင်တွေတော်တော်များများကအပေါ်နေပြီးတော့အုပ်ချုပ်နေတယ်အဲ့တော့စင်မတိုင်နိုင်ဘူးเนาะပြီးတော့လက်စားမှုတွေကဘယ်လိုမျိုးတွေရှိတယ်အဲပြီးတော့အခု loss ဖြစ်သွားတယ်ပေါ့เนาะအဲဒလန်ဆိုပြီးတော့အကြောင်းမဲ့ဥရဟိုတက်ဖြတ်နေတဲ့လူတွေကအရန်များလာနေတော့အဲ့ဘက်ကလူတွေကလည်းကြောက်ပြီးတော့ဘဲဘဲနိုင်နိုင်မြင်မြန်နိုင်နိုင်ပြီးရောဆိုတဲ့စကားတွေက ဒါဗမာချင်းချင်းမအောင်ထွက်လာပြီအဲ့ဒါတွေအကုန်လုံးထောက်ပြခဲ့ပါရတဲ့အခုထိကိုအလုံးမလုံးသေးတဲ့အတွက်ဒီရလက်တွေကထွက်ပေါ်လာတာဖြစ်တယ်ပေါ့အဲ့လိုပဲကျွန်တော်ကတော့ပြောချင်တယ်နော်နောက်တစ်ခုကျွန်တော်အာလင်းနေကိုကျွန်တော်သွားလိုက်မယ်နောက်ဆုံးကျွန်တော်ပြောပြချင်တဲ့ဟာကျင်ကြာချက်အမတ်ဒါ Glow 2 Board ဌာနချုပ်ကနော်ဒါကျော်ကြအမှတ်3/5မြင်းဆောင်2025ဆိုပြီးတင်လာ November 26ရက် 2025ခုနှစ်နော်အဲ့တော့ဒီမိုကရေစီအကျိုးပြုကင်းတက်မတော် DGB ဆိုပြီးတော့ပြန်လာတယ်ဘလူးလီဝေါ်လီနဲ့စုကလီအထိမြည်သည့်လက်နက်ကင်အဖွဲ့စည်းမစိုးဖြတ်သန်းသွားလာချင်းခွင့်မပြုရေးပေါ်သွားလာရင်လိုအပ်ပါချုပ်တင်သတင်းပို့ရာတီးပေးပါသည်ရဲ့ DGB ကသူ့ဘက်ကိုပေးမဖြတ်တော့ဘာကြောင့်လဲဆိုတော့ DGB ကိုဝင် ကျုံလိုက်လို့ခင်ညူကနော်ဒါဗိုတာဘောဆိုမှကြားနေပါလေအဲ့ဟို ကြားဖြန့်ထဲမှာမွေးထားတဲ့ကြားလေးတွေပါလေနဲ့ပုံနေပါရောင်တက်လာပြီเนาะဘူတာဘောဆိုရင်เนาะကျွန်တော်ပြောပါတယ်အရင်တည်းကဒီကိစ္စတွေကညှိထားတာเนาะဒီ JB ကပေးဖြတ်တာရင်မဖြတ်တာရင်နည်းနည်းရှုပ်တယ်အဲ့ဒါရယ်เนาะအဲ့တော့သူကင်ချင်းချင်းတော့ပြဿနာကြီးကြီးရှိတယ်သူကတော့ဖာရေးထားကြံကြံအမှတ်35မြေတော်2025ဒါစုံစည်းမြန်ရထုတ်တော့เนาะ338ဒေါ်လာဆန်း9ရက်2025ခုနှစ်နိုဝင်ဘာလ26ရက်အတိပေးကြညာချက် ဒီမိုကရေစီအကျိုးပြုကျင်းတက်မလို့ DKB မှာဘလူးလီဝေါ်လင်နဲ့စုကရီအထိမြည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆိုဖြတ်တန်းသွားလာကွင်းမပြုရေးပေါ်သွားတဲ့လောဘကျုံနေတဲ့တင်းပြပို့ရန်အတိပေးပါသည်ဆိုပြီးတော့ချိန်တာနော်ဘိုးအလုံးမှုဆောင်ကော်မတီ CEC ဒီမိုကရေစီအကျိုးပြုကျင်းတက်မလို့ DKB ဆိုပြီးတော့နော်အဲ့အောက်မှာကြားဖြတ်အကျိုးပြုတက်မလို့ဆိုပြီးတော့တော်နဲ့မှာငယုတ်တီခုနေရလို့လားဆိုပြီးတော့ငယုတ်တီအကျိုးပြုကျင်းတက်မလို့ဆိုပြီးတော့နော် CKV ဆိုပြီးတော့ လူတွေကတော့လောင်ထားတော့တွေ့တယ်ဟမ်ဘန်တိုင်းဆိုရင်တော့အကျိုးစီးပွားထိခိုက်သွားပြီနိမင်းလက်ပံဆိုတဲ့နေရာတစ်ခုပြိုသွားတဲ့အတွက်တော်တော်ထိခိုက်သွားမှာပဲ TAB အတွက်တော့เนาะအဲ့တော့ပွဲတွေကတော့ကင်းချင်းချင်းလဲပြန်ပြီးတည်တဲ့ပွဲတွေကပြန်ဆလာတော့မှာအဲ့တော့ခုနကျွန်တော်ပြောသလိုအရှိမာတော့ဒါကောလုံးမင်းနေကြတော့မလားစကားစားကိုမတိုက်တော့မလားဆိုပြီးတော့ကျွန်တော်ကိုယ်တိုင်စိတ်ပူတယ်ဒါပေမဲ့ခုနောက်ပိုင်းမှာဒီလိုမျိုးကြီးမြင်လာရဲဆိုတော့ ကင်းလဲကရင်လဲအပီးသက်တိုက်ပွဲဆင်နွှဲမလားပေါ့နော်အရေးရောင်လေးတော့ပြင်မြင်ရတယ်ကျွန်တော်လည်းမပြောရဘူးပြောလိုက်ဒီရမလားမပြောဘဲနေရကောင်းတယ်ပေါ့နော်ပြောလိုက်မှအဲ့လိုအာအာတော့ဆိုလို့အဲ့တော့ကျေးဇူးပါဒီနေ့ reaction လေးကိုလာကြည့်ပေးတဲ့ညီကောင်မောင်နှမအကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဒီလဲကျွန်တော်ရဲ့အထွေးမြင်နဲ့လာကျွန်တော်ပြောနေတဲ့အတွက်ကျွန်တော်မှားတာရှိရဆိုရင် why be ကောမတ်မှာရှင်းပြလို့ရပါအပြူသဘောနဲ့เนาะတကယ်လို့စဲရင်တော့ကျွန်တော်လဲပြင်းရင်တော့ကျွန်တော်ဝေဆဲမှာပဲအားနေရင်တော့เนาะအလုံးမဲ့မင်လာပါခင်ဗျာဆိုပြီးတော့ဝေဆဲမှာပဲဒါပေမဲ့အခုလောလောဆယ်ကတော့ကျွန်တော်အဲ့လိုမျိုးမရှိဘူးမနဲ့ပြန်ကြရင်တော့ကျွန်တော်မေပေါ့เนาะဒါဒါတနစ်ပြေပေါ့တဲ့ဆုံးပါကွယ်တော့တနစ်ပြေကျွန်တော်လည်းမမီလိုက်ဘူးမေသာကိုအဲ့တော့အဲ့တော့ကိုကျွန်တော်အလုပ်လေးနည်းနည်းများနေမယ်เนาะဒီညလေးအစားပြီးအလုံးမဲ့ကျေးဇူးတင်တယ် เนาะအဲ့တော့ကျွန်တော် reaction တွေဒီမှာပဲကျွန်တော်ရန်နာလိုက်ပါလေကိုနားလည်ကြည့်ပါเนาะဟုတ်ကဲ့ပါ